ပြည့်စုံစင်များအလုံးမဲ့မင်္ဂလာပါနော်နာမည်တနင်္လာနေ့နော်10ရက်17လ25ကနေပြီးတော့10 17 12ရက်ပေါ့နော်17လ25အထိပေါ့နော်တနင်္လာအင်ကာပိုတိုပေါ့နော်3ရက်စာအတွက်နော်ဒီဘက်အတွက်မွေးကနန်းလေးပေါ့နော်မွေးကနန်းလေးကိုတို့ပြပေးလိုက်မယ်နော်နောက်လေးပါနော်ဝါနေဟုတ်ကဲ့ရပါပြီနော်ဒါဆိုလို့ရှိရင်ကို ကီးလေးကိုအရင်ဆုံးသွားကြမယ်နော်ကီးရာဆိုရင်ဒီမှာရှိတယ်6နဲ့နှလုံးပေါင်းမယ်နော်6နဲ့နှလုံးပေါင်းတော့ပေါင်းခြင်း10ပါဝါ3နက်ခတ်1 3 1ကီးဆိုပြီးတော့ရထားတယ်ဟုတ်ပြီနော်အဲဆိုရင် break ကိုပြပေးမယ်နော် break ကကြတော့ဒီမှာရှိတယ်ခွန်ခွန်ကိုပါနော်ခွန်ရခွန်ရပေါင်းတော့၄၄ရ၉ရပြန်ပေါင်းတော့ပေါင်းခြင်းက၃ဆိုပြီးတော့ရတာ 3 power 8နက္ခတ်5 385ပြိပေါ့เนาะဒါဆိုရင်ညီမတို့เนาะခဏလေးကြီးတွဲကြည့်ရအောင်เนาะ10ကီးကို3ပြိနဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့10ကီးကို10ပြိ80 10ကီးကို5ပြိ10ခွန်ပေါ့เนาะ3ကိုသွားမယ်3ပြိ30ပါ3ကို10ပြိဆိုတော့35เนาะနောက်တစ်ခါ3ကိုဒီဘက်မှာ5ဆိုတော့ 3နဲ့ပေါ့နော်။1ကို3ဆိုတော့1နဲ့1ကို6ဆိုတော့1ခွန်ပြီးတော့1ကို5ဆိုတော့1 4ဆိုပြီးတော့ကဏ္ဍလေးတွေရထားတယ်။ဒါဆိုရင်ညီမတို့ရဲ့ဒီဘက်မှာနော်3ရက်စာထွက်တဲ့6ကြိမ်ကဏ္ဍလေးနဲ့တိုက်ကြည့်အောင်နော်။ဒီမှာပါ1တက်ပါနော်။ဒီမှာ1နဲ့ဆိုတော့ကြာမလို့အားတစ်ကြိမ်ထွက်ထားတယ်။6 9ဆက်ပြီးတော့ကြည့်အောင်နော်။1 1 40ဟုတ်ပြီနော်။ခွန်6 ်53ဒီမှာ53ဒီမှာ35ပေါ့เนาะဒါဆိုရင်ညီမတို့6ချောင်းမှာเนาะအာ1ချောင်းအောင်ထားတယ်ပေါ့เนาะဒါဆိုလို့ရှိရင်ခုနောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့သွားကြရအောင်เนาะဒီမှာ65 65နှလုံးပေါင်းတော့ပေါင်းခြင်းတက်ပါဝါ6နက်ကရှစ်တက်68ကီးပါเนาะဒါဆိုလို့ရှိရင်ဗရိတ်ကိုသွားမယ်နက်တက်ခွန်နှစ်တက်ပေါင်းတော့3ခွန်ရပေါင်းတော့3ညပါဝါ9နက်ခွန်ပေါ့เนาะ3ည9ခွန်ပြိဆိုပြီးတော့ရထားတယ်เน တက်ကို၃ညပရိတ်တက်ကိုတက်ကို၅ပရိတ်တက်လေးနဲ့တက်ကို9ပရိတ်တက်6ပေါ့နော်6ကို၃ညပရိတ်6လေး6ကို9ပရိတ်6ကိုနော်6ကို9ပရိတ်6တက်ပါ8ကို၃ညပရိတ်8နဲ့8ကို9ပရိတ်8ခွန်8ကို9ပရိတ်8ကိုဆိုပြီးတော့ခဏနေလေးရထားတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်၃ရက်စာ6ချိန်မှာနှစ်နဲ့20 เนาะ66 6တဲ့ဒီမှာ16ကော6တဲ့ကောပေါ့เนาะအဲ့တော့ပြီးရင်2ကိုဟုတ်ပြီเนาะပြီးတော့3ညာကိုအဲ့တော့6တဲ့ပေါ့เนาะ6တဲ့က တချင်ထွက်သွားတယ်ပေါ့နော်ဒါဆိုရင်ဆက်သွားရအောင်ဒီမှာ60ပါ6တုံညာပေါ့နော်နှလုံးပေါင်းတော့ပေါင်းခြင်းကိုပါဝါကလေးနှက်ကက6ကိုလေး6ပြီးလေးပေါ့နော်ဒါဆိုလို့ရှိရင်ဗရိတ်ကိုသွားမယ်26ပေါင်းတော့ရှစ်ရှစ်နဲ့ပေါင်းတော့ပေါင်းခြင်း3ညာပါဝါ9နှက်က9တုံညာ9ခုဗရိတ်ပေါ့နော်ဒါဆိုရင်6ကို3ညာဗရိတ်ကိုတင်နဲ့မြန်မြန်လေးသွားလိုက်မယ်နော်မိသွားလို့ပြပြသွားလို့မရအောင်ဝိုင်ဖိုင်က တင်ရတာကြာမှဆိုတော့ကိုကို5 5 5ပရိတ်ဆိုတော့6 6 6ဆိုရင်ပေါင်းချင်း5ပေါ့နော်ကိုကိုခွန်ဆိုတော့တကြမလို့68ဆိုရင်ခွန်၄ကို3 6 4လေးကို5ဆိုတော့41 4လေးကိုခွန်ဆိုတော့43 6ကို3 6 4 6ကို5ပရိတ်ဆိုတော့69 6ကို9ပရိတ်ဆိုတော့61ပေါ့နော်ဒါဆိုရင်ကဏ္ဍလေးသွားကြည့်မယ်38 68 68တဲ့ပါခွန်1ဟုတ်ပြီနော်19 19ဒီမှာ9တဲ့ဆိုတော့အာ เนาะ9 4 1 4 4 1ဆိုတော့အာပေါ့เนาะ3ချိန်ထွက်သွားတယ်ဒီမှာပေါ့เนาะဒါဆိုရင်လာမယ့်ပတ်တော့က4 1နှလုံးပေါင်းတော့9 3ည3ဒီ ဟုတ်ကဲ့နော်။ဒါဆိုရင်၃ဖို့ပေါင်းတော့၃ညာ၃ညာနဲ့၅နဲ့ပေါင်းတော့၅၃ညာ၃ပြိပဲ။၅၃ညာ၃ကီးနဲ့၅၃ညာ၃ပြိ။၅ကို၅ပြိ50၊၅ကို၃ညာပြိ50၊၅ကို၃ပြိ50ပေါ့နော်။၃ညာကို၅ပြိ၊၃ညာကို၃ညာပြိ။နောက်၃ညာကို၃ပြိ။၃ကို၅ပြိ၊၃ကို၃ညာပြိနဲ့၃၃ပြိပေါ့နော်။ဒီမှာကနေလေးတွေထပ်မယ်နော်။30နော်။ 30ရတော့ခဏထက်ခဏပေါ့နော်ဒါဆိုရင်ဒီမှာ50လက်ထက်ခဏမယ်နော်ဒီတစ်ပတ်အတွက်မွေးခဏလေးရတယ်နေပါတယ်အပူက9933နှစ်ကွက်နဲ့နော်ထက်ခဏနှစ်ကွက်နဲ့နော်ဒါဆိုလို့ရှိရင်ဒါကလာမယ့်ပတ်အတွက်မွေးခဏလေးပါနော်တဲလာကနေဘုလိုဦးထိပါနော်ကြည့်ကြရအောင်ဒီမှာသိပါတယ်ဒါညီမရှယ်လို့တော့ချေပြချင်းဖြစ်ပါတယ်ဘုလိုကတော့ chatting message နဲ့မျိုးစုံလိုက်ပြီးတော့ခစားကြပါနော်အားလုံးပဲလာမယ့်ပတ်မှာမွေးခဏလေးကြိုးပေးပြီးကံကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်